သားတို့သမီးတို့ရေတီချဲအခုပြောပြပေးမယ့်ပုံမြင်လေးကတော့တောင်းရောင်ဆောင်တော်ကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်။ကဲအဲ့တော့တီချဲကပုံမြင်လေးကိုအသေးစားပြောပြပေးမယ်။သားတို့သမီးတို့အသေးစားနားထောင်ကြည့်ကြနော်။ ရှေးခါကကြွားဝါတတ်တော့ကြီးတကောင်ရှိတဲ့ကွယ်အဲ့ကြီးဟာဒေါင်းလေးတွေကိုမြင်တဲ့ခါမှာဒေါင်းကဲ့သို့လှပလိုတယ်အဲ့ဒါကြောင့်မို့လို့သူဟာဒေါင်းတောင်လေးတွေကိုရှာပြီးသူ့ကိုမှတတ်ဆင်လိုက်တယ်ဒီရဲ့ခါမှာဒေါင်းနေရှိတဲ့နေရာကိုသွားတဲ့ကွယ်ဒေါင်းနေနဲ့တွေ့တဲ့ခါမှာကြီးကငါဟာ ဒေါင်းတကောင်ဖြစ်တယ်လို့ဆိုပြီးတော့ဒေါင်းရောင်ဆောင်ပြီးနေလိုက်တဲ့ကွယ်ဒေါင်းနေရလဲဟဲငှက်ကြွာမင်းကဒေါင်းမျိုးမှမဟုတ်တာကြီးတကောင်ပဲလို့ပြန်ပြီးပြောလိုက်တဲ့ကွယ်ပြီးတဲ့အခါမှာဒေါင်းနေရအဲ့ဒီကြီးလေးကိုဝိုင်းပြီးတော့ထိုးစိတ်ကြတဲ့ကွယ်အဲ့ဒီလိုထိုးစိတ်လိုက်တဲ့အခါမှာ ကြီးရဲ့ကိုဝမတတ်ထားရဲ့ဒေါန်းတောင်နေတာမကကြီးတောင်များပါစစ်ကြကုန်တယ်ကိုကြီးလေအလုံးမဲနာကျင်ခံစားရပြီးတော့သူ့ရဲ့အမျိုးတွေရှိတဲ့ကြီးတွေထံကိုပြန်ပြီးပြေးသွားတယ်ကိုအဲ့ဒီခါမှာကြီးတွေကမင်းကကို့မျိုးကိုအထင်မကြီးပဲတခြားမျိုးတွေကိုအထင်ကြီးတတ်တဲ့လူပဲတော်တော် ငါတို့စီကို မလာနဲ့ဆိုပြီးနှင်ထုတ်လိုက်ကြတယ်ကွယ်အဲ့ဒီတော့ထောင်းရောင်ဆောင်တဲ့ကြီးကိုတောင်းနေတာမကကြီးကနေရတာပါ ဝိုင်းပြီးတော့မုံတိကြတယ်ကွယ်ကဲကားတို့သမီးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်လေးထဲမှာဆိုရင်တော့ကားတို့သမီးတို့ကဒီပုံမြင်လေးကိုနားထောင်ပြီးတော့ ကိုယ့်ရဲ့အမျိုးအစွေတွေကို အထင်ကြီးတတ်ရမယ်ချစ်တတ်ရမယ်နော် လူတိုင်းမှာ အလှကိုစီဆိုတာရှိတဲ့ကွယ်သူများကိုပဲအထင်မကြီးပဲကိုယ့်ရဲ့အရေးအချင်းတွေအလှအပတွေကို ကိုယ်မှာကိုယ်ပိုင်ရှိတယ်ဆိုတာသိသွားစေခြင်းတဲ့သဘောနဲ့ဒီချေကဒီပုံမြင်လေးကိုပြောပြရခြင်းဖြစ်ပါတယ်ကွယ်